ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအင်အားကြီး9နိုင်ငံအဖွဲ့ G7 နိုင်ငံတွေရဲ့မြောက်ကိုရီးယားနျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးပူးတွဲကြေညာချက်ကိုမြောက်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးချွဲဆွန်ဟီကကန့်ကွက်လိုက်ကြောင်းနိုင်ငံမန်မီဒီယာ KCN ကနိုဝင်ဘာလ14ရက်နေ့တောက်ကြာနေမှာထုတ်လွှင့်ခဲ့ပါတယ်။ နိုဝင်ဘာလ12ရက်နေ့ဗုဒ္ဓဘူးနေ့ကကနေဒါနိုင်ငံမှာနိုင်ငံသားရေးဝင်ကြီးများစုဝေးဆွေးနွေးပြီးတဲ့နောက်ကျင်းညာခဲ့တဲ့ပူးတွဲကျင်းညာချက်မှာ G7 နိုင်ငံတွေကမြောက်ကိုရီးယားရဲ့နျူကလ িয়ার လက်နက်အစီအစဉ်ကိုရှုံချကြောင်ပြောကြားထားပြီးပျုံယန်းရဲ့နျူကလ িয়ার လုံးဝဖျက်သိမ်းရေးအတွက်ကိုသူတို့ရဲ့ကတိကဝတ်တွေကိုထပ်မံအတည်ပြုခဲ့ကြောင်ဖော်ပြထားပါတယ်။ အဲ့ဒီကြင်ညာချက်ဟာဖုံးကွယ်ထားတဲ့ရန်လိုတဲ့လောက်ရက်ပဲလို့ချွဲဆုံဟီကပြောကြခဲ့ပြီးအဲ့ဒီတောင်းဆိုမှုဟာမြောက်ကိုရီးယားရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလစ်လျူရှာဖြစ်တယ်လို့ပြောဆိုပါရယ်လက်ရှိဆိုးရွားတဲ့ပထဝီနိုင်ငံရေးပတ်ဝန်းကျင်မှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားချက်ကအန်ရဲ့အရှိဆုံးနဲ့ရန်အလိုဆုံးနိုင်ငံတွေကိုတားဆီးဖို့အမှန်ကန်ဆုံးရွေးချယ်မှုပဲလို့ချွဲဆုံဟီကပြောကြားချက်ကို KCN ကကိုကာပြီးစီရင်ခံထားပါရယ်ရှင်